吃嘛不香，我有哈，我年纪数么子有，你搞的嘞。 ္ဂနေ့လည်ခင်းပါရှင်ကျမတော့ဖူအီအီနွယ်ပါ DV ရမင်တန်ကြိုင်နေ့လည်နှစ်နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲကိုတခြားနိုင်ငံတွေကအတိအမှတ်ပြုခြင်းမပြုခြင်းထက်နိုင်ငံသားတွေကအတိအမှတ်ပြုဆုံးဖြတ်ရင်ပဲလုံလောက်နေပြီဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်စုံမင်းထွန်းကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူများသို့အသိပေးချက်ဆိုပြီးနိုမာလာဆရဲကနိုင်ငံပိုင်မီဒီယာတွေကနေတဆင့်ဖော်ပြခဲ့တာပါရွေးကောက်ပွဲကိုမြန်မာနိုင်ငံသားတွေအသိအမှတ်ပြုရင်ရပြီလို့စစ်ကောင်စီပြောခွင့်ရသူကပြောနေပေမဲ့ဒီရွေးကောက်ပွဲကိုလက်မခံကန့်ကွက်ရှုံချတဲ့အကြောင်းပြည်ရင်းနဲ့ပြည်ပရောက်မြန်မာတွေကလှုပ်ရှားမှုတွေပြုလုပ်နေကြတာပါအနာဒိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရုတ်ရုရှားစတဲ့နိုင်ငံအနည်းငယ်ကသာထောက်ခံနေကြပြီး ကမ္ဘာကုလသမဂ္ဂ EU ပြင်သစ်အစရှိတဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကလည်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအများယုံကြည်လက်ခံနိုင်တဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်65ယောက်စုစုပေါင်းကိုယ်စားလှယ်9000ကျော်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ 2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပမယ့်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုထိခိုက်ပျက်စီးအောင်နှောက်ယှက်ဟန့်တာဖျက်ဆီးနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒေသခံပြည်သူ22ယောက်နဲ့အွန်လိုင်းမီဒီယာတခုကိုထပ်မံဖမ်းဆီးမှုတွေရှိနေတယ်လို့စစ်တပ်လက်အောက်ခံသတင်းစာတွေကလည်းတစင်သိရပါဗယ်အတုအယောင်ရွေးကောက်ပွဲမလုပ်ဖို့စီယုံလှုံ့ဆော်ဟောပြောတာဆန္ဒပြတာစာရေးတာတာရုပ်ပုံပိုစတာတွေချိတ်ဆွဲတာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုနှောက်ယှက်ဖျက်ဆီးတာတွေကိုဖမ်းဆီးအရေးယူမယ်လို့ဆိုထားပါဗယ်ပြီးခဲ့တဲ့နိုမာလာ9ရက်နေ့ကလည်း AAMIG News Facebook page ကတင်ခဲ့တဲ့သတင်းနဲ့ဆက်ဆက်ပြီးပြည်ခိုင်ပြိုးပါတီဝင်ဦးအောင်စိုးကိုမဲဆွယ်စည်းရုံးနာရီမလုံနိုင်ဖို့နှောက်ယှက်နေတယ်ဆိုပြီး AAMIG News Facebook page ကတာဝန်ရှိသူတွေကိုရွေးကောက်ပွဲဥပဒေပုံမှ24ကကြီးနဲ့အမှုဖွင့်အရေးယူပြီးဖမ်းဆီးနိုင်ဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်ပြည်ကနေနိုမာလာ9ရက်နေ့ကလည်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့အမိဆိုင်ပုတ်တွေကိုဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်သူတယောက်ကိုဖမ်းဆီးခဲ့တယ်လို့ နိုမာလာ၄ရက်နေနဲ့၅ရက်နေတွေမှာရွေးကောက်ပွဲဇလန်တိုနဲ့ပတ်သက်ပြီးစန့်ကျင်လှုံ့ဆော်တဲ့စာရေးသားတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဘရိုစောမြင့်အပါအဝင်22ယောက်တို့ကိုရွေးကောက်ပွဲတိုက်ဖြတ်ဖို့ကြေညာချက်ထုတ်ပြန်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ပုံမှန်23ခါခွေနဲ့အမှုဖွင့်အရေးယူပြီးတော့ဖမ်းဆီးနိုင်ဖို့လှုံ့ဆော်နေလို့သိရပါတယ်ရွေးကောက်ပွဲကိုကောက်ွယ်နိုင်ဖို့အတွက်နောက်ဆက်ဖြတ်စည်းသူတွေကို ထောင်နဲ့အ ਨੇ ဆုံး၃နှစ်ကနေထောင်နဲ့တသက်တကျော်နဲ့တည်တံအထိချမှတ်နိုင်တဲ့ဥပဒေတရက်ကိုစစ်ကောင်မရှင်ကပြီးခဲ့တဲ့ဇူလိုင်လထဲမှာပြဋ္ဌာန်းထားခဲ့တာဖြစ်ပါရဲ့ရှင်။ထိုင်းမြန်မာနယ်စပ်များရီတဖက်ကန်းကမဲဆောက်မြို့ကိုရောက်ရှိနေတဲ့ထိုင်းဝန်ကြီးချုပ်အနုထင်ကကြားဖြတ်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောဆိုလိုက်ပါတယ်။မောင်ဒူးသတင်းပြဖို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါ။ထိုင်းဝန်ကြီးချုပ်အနုထင်ချမ်းဝီရက်ကွန်ဟာ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုနိုဝင်ဘာလ10ရက်နေ့ကရောက်လာပြီးကြားဖြန့်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောကြားခဲ့တာပါไปตัดสายสัญญาณอย่างเดียวก็ไม่พอแล้วที่วันนี้จับเขาเรียกอะไรนะออนไลน์ลิงเลยจ้าเพี้ยนนี่ก็ Starlink อินเทอร์เน็ตที่ต้องจ่ายเลย Starlink นี่แม้ส่องมาบังกอกมายาบ้องมากกว่ามิเดดาริก็เลซิกก็นี่ဝင်ลาดาริไม่หุบแม้ขอมีวัน ရေချောင်းကပါဝင်လာနေတာပါထိမ့်သိမ့်လို့မနိုင်တော့အောင်ကိုပေါ်များနေပါတယ်ကြားဖြန့်ကိုစစ်ပွဲဆင်နွှဲသွားရမယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောသွားခဲ့တာပါ你他那永帝อนุทิน他便沒少加你你也變步的加遍漏達印度နိုင်ငံသား裡古咧文議局が追送該的路丁西ရမိတဲ့ Stalin 設定ပစ္စည်း裡古咧 ကြီးစုစစ်ဆေးသွားပါတယ်တချိန်ထဲမှာပဲအာနာသိန်းစစ်တပ်ဖက်ကလည်းကေကေပတ်ကြားဖြန့်ဝင်းထဲမှာနေ့စဉ်ဘုံခွဲဖျက်ဆီးနေတာကြောင့်တောင်းရင်မြစ်တစ်ဖက်ကမ်းကမဲဆောက်မြို့နယ်အဆက်ကြီးရွာသူကြီးရွာသားတွေလည်း ကြောက်ရွံ့စိုးရိမ်နေရဇဲပါဘယ်ကွာทําไมต้องกลัวล่ะครับเขาทําอะไรกลัวดิอันนี้มันဘုံนี่ခွဲတော့ကြောက်တယ်ဘုံခွဲတဲ့နီးလန်းเนี่ยမဟုတ်ပဲจ้าဖြန့်ကိုတခြားနီးတွေเนี่ยနှိမ်နှင်းပါလားအခုတော့ကျမတို့မှာအရန်အန်ဒရယ်များပါတယ်လို့ထိုင်းဘာသာနဲ့ပြောသွားတာပါနောက်ထပ်ထိုင်းမျိုးသမီးနှစ်ဦးကလည်းဘုံนี่ကအင်းဒီကိုလာထိမှန်တော့အိမ်မာကိုမနေရဲသလို့ ဘုံခွဲတာဒီမြန်မာဘက်ကရပ်ပေးစီခြင်းကြောင်းပြောသွားခဲ့တာပါမဲဆောက်ရောက်ထိုင်းဝန်ကြီးချုပ်ကတော့မြဝရီပါဝင်မြန်မာနေဆက်တွေကိုအင်တာနက်လိုင်းလက်စင်မီလိုင်းနဲ့လောင်စာဆီတွေ ပိတ်ပင်ထားတာကိုလည်းတင်းတင်းကြပ်ကြပ်ဆက်လက်ပိတ်ပင်သွားမှာဖြစ်ကြောင်းပြောသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါအဲ့ဒါကောင်းသာတတ်တတ်ไฟตัดเชื้อเพลิงตัดสัญญาณอันนี้จะดําเนินการทันทีအနာလိစတက်ကပြုလုပ်မဲ့လာမယ့်ရွေးကောက်ပွဲကိုပြည်ရင်းပြည်ပဒီမိုကရေစီအင်အားစုတွေကအပြင်းထန်ဆန့်ကျင်နေချိန်မှာပဲ ရုပ်ရှင်နုပညာရှင်တွေကမဲဆွယ်စီယုံရုပ်ရှင်တွေစတင်ရိုက်ကူးခဲ့တယ်လို့နိုင်ငံကျော်အဆိုတော်တွေကလည်းစတင်မဲဆွယ်လာကြပါတယ်။ပြည်တွင်းမှာထင်ရှားတဲ့အဆိုတော်တွေဖြစ်တဲ့နီနီခင်စော၊ချမ်းမြင့်မောင်ချူ၊အောင်လာ၊ဝေလာ၊ဖိုးကာ၊ရဲရင်အောင်၊အောင်ထက်၊ဖြိုးပြေစုံ၊ဟန်နီတာ၊မိစန်နီ၊မေလာတန်စင်၊အချ၊အင်းမြဖြူနဲ့လိန်မော်တီတို့ကဆိုင်းဘုတ်စာရန်တွေနဲ့မဲဆွယ်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။မဲဆွယ်လှုပ်ရှားမှုတွေကတော့စစ်တပ်ထိန်းချုပ်ထားတဲ့မီဒီယာတွေအပြင် လူလူအသုံးများတဲ့ TikTok application တွေမှာပါအားကောင်းကောင်းနဲ့ဝါရဖြန့်လာတာကိုတွေ့ရပါတယ်။တော်လှန်ရေးအင်အားစုတွေဘက်ကတော့စစ်တပ်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့အမှုပညာရှင်တွေကိုတပိတ်မှောက်ဆန့်ကျင်ဖို့လူမှုရေးပြည်တံတွေပေးဖို့လူလူကိုလှုံ့ဆော်မှုတွေလုပ်နေပြီးအဲ့လိုလှုံ့ဆော်မှုတွေလည်းပြန်လည်အားကောင်းလာနေတာပါ။တစ်ဖက်မှာလည်းအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲမဲဆွေရမှာအမှုပညာရှင်တွေကိုဖိအားပေးအသုံးချနေရတဲ့ဆိုတဲ့သတင်းတွေလည်းရုပ်ရှင်လောကအတိုင်းအဝိုင်းမှာထွက်ပေါ်နေပါရဲ့ရှင်။ ကိုင်းတိုင်းကလေးမြို့နဲ့ချင်းမိနယ်တီးတိမ်ဟာခါဖလန်းကိုဆက်သွယ်ထားတဲ့လမ်းပိုင်းကိုစစ်ကောင်စီတပ်ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးပြီးပြန်လည်ထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောပါရယ်။ကလေးတီးတိမ်လမ်းပိုင်းကချင်းတော်လိုင်းတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဒေါနာတောင်စခန်းနဲ့တိုင်းငင်ရွာစခန်းကိုစစ်ကောင်စီတပ်ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးပြီးနိုမာလပထမအပတ်မှာပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက်တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ဖလန်းမြို့ကိုဆက်ပြီးတော့စစ်ကြောင်းထိုးနေတာလို့သိရပါရယ်။ရွေးကောက်ပွဲအတွက်ရည်ရွယ်သလို နယ်မြေပုံမဆုံးမလာနိုင်ဖို့အတွက်ဒါနဲ့ချီစစ်ကြောင်းထိုးနေတာလို့တော်လိုင်းတက်နဲ့နှိစက်တဲ့စီရေးသတင်းမြစ်တယောက်က DVB ကိုပြောပါတယ်။ချင်းမင်းနယ်ဟာခါတီးတိမ်နဲ့ကလေးကိုဆက်သွယ်ထားတဲ့လမ်းမိုက်နဲ့ဖလန်းမြို့ကိုတော်လိုင်းတက်တွေထိန်းချုပ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီအတွက်ထောက်ပို့လမ်းကြောင်းတွေဖြတ်တောက်ခံထားရပါတယ်။ရွေးကောက်ပွဲအပိုင်း၁ပြုလုပ်မဲ့ကလေးတမူဟာခါတီးတိမ်မြို့နယ်အတွင်း မယ်မြေအပြည့်အဝပြန်လည်ဆုံးမနိုင်ဖို့ဩဂတ်စ်လလောက်ကစပြီးအင်အားအများပြအုံပြထားတဲ့စစ်ကြောင်းတွေကို ဖြန့်ကျက်ပြီးတော့ကလေးတမှုလမ်းပိုင်းနဲ့ကလေးကန့်ကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေခဲ့တာဖြစ်ပါတယ်ရှင်အနာဒိမ့်မြန်မာစစ်တပ်ဟာတရုတ်စီကဝယ်တဲ့ Y8F200W နှစ်စင်းနဲ့ရုရှားစီကဝယ်တဲ့ MI38 သုံးစင်းကိုတပ်တော်ဝင်ကြောင်းနိုမာလာ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်ကဘာကြောင့်လေတက်အင်အားကိုအရေးတကြီးနဲ့ဖြစ်တင်းနေတာပါလဲစိုးတူကတင်ဆက်ပေးထားပါရရှင်မြန်မာစစ်ကောမရှင်တပ်ဟာတရုတ်နိုင်ငံထုတ်အလက်စာတေယူပို့ဆောင်ရေးလေယာဉ်ဝိုင်းနှစ်ဆင်းနဲ့မြန်မာနိုင်ငံမှာမရှိသေးတဲ့ရုရှားထုတ် MI-38 ရဟင်3စီးစစ်စုပေါင်း5စင်းကိုအသစ်ထုတ်ပြလာပါတယ်။နိုဝင်ဘာ9ရက်နေ့ကနေပြည်တော်လီတက်စကမ်းမှာအဲ့ဒီလေယာဉ်နဲ့ရဟင်5စီးကိုတက်တော်ဝင်ခဲ့တာဖြစ်ပြီး အနာသိန်းစစ်ကောင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်စစ်ကော်မရှင်တပ်ကကွန်ကြားစရိတ်တပ်သားတွေဂျိုင်ယွန်ကော်ပတာပါရာမော်တာတွေဒရုန်းတွေနဲ့ပုံကျဲလို့ရပြီမဲ့ဘာကြောင့်လေတပ်အင်အားကိုဖြည့်သိမ်းနေရလဲဆိုတော့ကိုကိုစီရကအခုလိုပြောပြပါတယ်ဒီတိုက်ခိုက်ရေးမှာဒရုန်းတွေအရင်အသုံးလာတာအောင်မြင်တယ်ဆိုပေမဲ့လည်းဒီရိတ်ခါပို့ဆောင်ရေးတွေလူအွှေပြောင်းနေမှာဒရုန်းတွေနဲ့လုပ်လို့မရဘူးဒီလင်းနေနဲ့လုပ်ရတာပေါ့နော်ဒီ ပြီးခဲ့တဲ့တက်တုံညာနှစ်ခွန်မှာတက်ကလုံးဝပြက်လို့နေပါဖြစ်တယ်ကြလို့နေပါတချို့မျိုးတွေလုံးဝကြတော့မဲ့အခြေတချို့သကန်းတွေရိခါခဲရန်မပို့နိုင်ကြတော့မဲ့ဆိုတဲ့အခြေအနေတွေမှာဒီလေရင်တွေချောင်းမဲ့တို့အသက်ဆက်နိုင်ခဲ့တာပေါ့နော်ဒါကြောင့်မလို့တို့ကလေတက်ကိုလေတက်ခဲအားသာချက်ကိုတို့သိတယ်သိတဲ့အတွက်လေတက်ကိုပို့ပြီးတော့ဝိုင်းအင်အားဖြည့်တာပါပေါ့နော်အခုဆိုရင်အသစ်ဖြည့်တင်လိုက်တဲ့ဝိုင်း8 F200W နဲ့ MI38 တွေကဘလို့အသုံးဝင်နိုင်တာပါလဲ ဝိုင်းအိတ်တေယူပို့ဆောင်ရေးလေရင်ကိုတော့တရုတ်နိုင်ငံကထုတ်လုပ်ပြီးလေရင်ပြေလည်ကောက်ကောက်မရှိတဲ့နေရာတွေမှာပါစင်းသက်ပြန်တန်းနိုင်ပါတယ်။အင်ဂျင်လေးလုံးတက်လေရင်ဖြစ်ပြီးတော့ပြင်းပြအားဖြင့်တနအီကို950ကီလိုမီတာကုန်လေးချိန်20တန်ဝန်းကျင်နဲ့စစ်သားအနေနဲ့ဆိုရင်တော့အယောက်100ကျော်အထိတင်ဆောင်နိုင်ပါတယ်။မြို့ခွဲပေါင်း30နီးပါးရှိတဲ့ဝိုင်းအိတ်တွေဟာလုံခြုံစိတ်ချရမှုအပိုင်းမှာအားနည်းချက်တွေရှိတယ်လို့နိုင်ငံတကာလေကြောင်းကျွမ်းကျင်သူတွေကဝေဖန်ထားတယ်လို့ 2018ခုနှစ်မှာဒဇင်းပြတ်ကျ2019နဲ့2024ခုနှစ်တွေမှာပြေးလန်းချော်တဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်။တန်ဖိုးအနေနဲ့ကတော့ Y8 ဒဇင်းကို American Dollar 10တန်းကနေတန်40အတွင်းရှိနိုင်ပြီးရုရှားနိုင်ငံထုတ် MI 38သုံးဇင်းပေါင်းတန်ဖိုးကတော့ Euro တန်60ဝန်းကျင် ဖြစ်တယ်လို့သိရပါတယ်။အမိုင်တတိ8ကတော့မြန်မာစစ်တပ်မှာမရှိသေးပဲအခုမှပထမဆုံးရောက်လာတဲ့ရဟန်းရင်တွေဖြစ်ကအကြမ်းဖျင်းအနေနဲ့ဆိုရင် MI 17ထက် နှစ်ဆပို့ပြီးတော့တည်ယူပြန်တန်းနိုင်တဲ့အကြောင်းစီရင်အရာရှိတွေကပြောကြပါတယ်။နောက်တစ်ခုကကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီလူဦးကာလမှာပေါ့နော်ပြစ်ချနိုင်ခဲ့တဲ့ရဟယင်းနေလေးနေအစည်း20လောက်မှာယာနှောင်းအဖြစ်ဆိုရင်ဒီတည်ယူပို့ဆောင်ရေးလေးရင်ဒီပြက်ကြသွားတဲ့ယာနှောင်းကလည်းထက်ဝက်လောက်ရှိတယ်။အဲ့တော့သူတို့အလင်းစလုံးလိုနေတာအခုနောက်ပိုင်းမှာဒီတည်ယူပို့ဆောင်ရေးပေါ့နော် transportation ကဏ္ဍ အဲ့ပြီးရင်သူတို့အခုနောက်ပိုင်းပေါ့နော်စစ်တီတွေညီးသွားလေးရှိတဲ့ချင်းညာတော်ကြီးနဲ့သွားရတယ်ဟိုရွှေဒီရွှေရတယ်ရိတ်ခါတွေထမ်းရတယ်ခဲရန်တွေထမ်းရတယ်ဆိုတော့အနေထားသူတို့တိုက်ဆက်ကိုအဟံအတားဖြစ်စီတယ်ဒါကြောင့်သူတို့ဒီတယ်ယူပို့ဆောင်ရေးပေါ့နော်တယ်ယူပို့ဆောင်ရေးဟာကိုသူတို့ညံ့ညံ့ဆန်းဆန်းလှုပ်ချင်တဲ့သဘောမြန်မာနိုင်ငံအနှံ့ကတချို့နေရာတွေမှာ PDF နဲ့တိုင်းသားလက်နက်ကင်တွေကပိတ်ဆို့ထားစဲမျိုးတွေရှိတာကြောင့်အာနာသိန်းစစ်တပ်ကသူတို့အတွက်အသာစီးရမယ်လေရင်တွေကိုဖြစ်တင်နေတာလို့ MDSI ရဲ့တာဝန်ရှိသူကလည်းထောက်ပြပါရယ်အခုလိုမျိုးစစ်တပ်ကလေကြောင်းအင်အားဖြည့်သိမ်းနေချိန်တော်လိုင်းတပ်ဒီဘက်ကလေကြောင်းရန်ကိုမကာကွယ်နိုင်သေးတဲ့အားနည်းချက်ကြောင့်ထိန်းချုပ်ထားတဲ့မျိုးတွေကိုရေရှည်ဆက်ပြီးထိန်းဖို့ခက်ခဲတဲ့အခြေအနေတွေဖြစ်လာနိုင်တဲ့အကြောင်းလေတပ်စီရီယန်တွေစီကသိရပါရယ်တစ်ဖက်မှာလည်းဆက်အနာသိမ်းပြီးနောက်ပိုင်းပြက်ကြပြစ်ချခံရတဲ့စစ်လေရင်နဲ့ရဟရင်အစင်း၂၀ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်စက်တင်ဘာ9ရက်မှာထုတ်ပြန်ထားပါတယ်ကျွန်တော်စိုးသူအောင်ပါ အခုတော့နိုင်ငံတကာသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ငင်းဘွားနယ်စပ်အရေးနဲ့ပတ်သက်ပြီးအင်းဒီချင်းကမ္ဘောဒီးယားနိုင်ငံနဲ့လက်မှတ်ရေးထိုးထားတဲ့ငင်းချင်းရင်သဘောတူညီချက်အကောင့်ထယ်ဖော်မှုကိုယာယီရဆိုင်ထားတယ်လို့ထိုင်းနိုင်ငံကထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုင်းနိုင်ငံစစ်စကစ်ခိုင်ကမ္ဘောဒီးယားနယ်စပ်အနီးမှာမြေမြုံပိုင်းပေါက်ကွဲပြီးထိုင်းစစ်သည်တွေဒဏ်ရာရခဲ့ပြီးတဲ့နောက်မှာထိုင်းဘက်ကအခုလိုကြေညာလိုက်တာဖြစ်ပါတယ်။ဒီသဘောတူညီချက်ကိုမလေးရှားနိုင်ငံမှာ American တမရဒေါ်နယ်ထရန့်ရဲ့ကြီးကြပ်မှုနဲ့လွန်ခဲ့တဲ့အောက်တိုဘာလတုန်းကပဲနှစ်ဖက်ဝင်ကြီးချုပ်တွေလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးအခုဆိုရင်အချိန်နှစ်ပတ်ပဲရှိပါသေးတယ်။ဇူလိုင်လတုန်းကလူ40ကျော်တိဆုံးခဲ့ရတဲ့နေဆက်တိုက်ပွဲတွေအပြီးမှာအတွန်းရှည်တဲ့ငြိမ်းချမ်းရေးဖို့ရည်ရွယ်ခဲ့တဲ့ဒီသဘောတူညီချက်ကိုဆက်လက်ကင်ဆွဲထားစေဖြစ်တယ်လို့ကမ္ဘောဒီးယားဘက်ကတုံ့ပြန်ထားပါတယ်။ဒါပေမဲ့ထိုင်းဘက်ကတော့ဒီသဘောတူညီချက်ကိုငြိမ်းချမ်းရေးသဘောတူညီချက်လို့ခေါ်ဆိုဖို့ငြိမ်းဆန်ထားပြီးကွာလာလမ်ပူအစည်းအဝေးရလဒ်များဆိုင်ရာပူးရဲကြေညာချက်လို့သာတုံ့နှုံခဲ့ပါတယ်။ ုံချုံရေးချိန်ချမှုအမှန်တကယ်မရောကျသွားတာကြောင့်ဒီဆုံးဖြတ်ချက်ကိုကာကွယ်ဆိုင်ရာအကြီးအကဲတွေကချမှတ်ခဲ့တာဖြစ်ပြီးအဲ့ဒီဆုံးဖြတ်ချက်ကိုသဘောတူတယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီယာကူကတနင်္လာနေ့မှာပြောပါတယ်ဘန်ကောက်ပို့စ်သတင်းစာရဲ့ဖော်ပြချက်အရစစ်သားတွေဟာကင်းလှည့်ချိန်မှာမိုင်းနစ်မိပြီးဒဏ်ရာရခဲ့တာဖြစ်ပြီးတော့တယောက်ကခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ဒီသဘောတူညီချက်အရအငင်းပွားဒေသကနေလက်နက်ကြီးတွေရုတ်သိမ်းဖို့နဲ့ယာယီလေးလာရေးအဖွဲ့တစ်ခုဖွဲ့စည်းဖို့နှစ်ဖက်သဘောတူခဲ့ကြတာပါ။ နောက်တစ်ဆင့်အနေနဲ့ထိုင်းနိုင်ငံမှာထိန်းသိမ်းထားတဲ့ကမ္ဘောဒီးယားစစ်သား18ယောက်ကိုပြန်လွှတ်ပေးဖို့လည်းမူလကစီစဉ်ထားတာဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အင်္ဂလန်လက်ရွေးစင်အသင်းလူစင်းကနေကစားသမား၃ယောက်နှုတ်ထွက်သွားပါတယ်။မီပြတူဟဲဟာလာမယ့်တစ်ပတ် နိုင်ငံတကာရပ်တက်တစ်ပတ်အတွက်ကစားသမား၂၅ယောက်ရွေးချယ်ထားတာပါ။ အဲ့ဒီ25ရောက်ဆင်းတဲ့ကနေနူကာဆယ်ကိုသမားနစ်ပုံနဲ့တောင်ပံကစားသမားအန်တိုနီဂေါ်ဒွန်ဒူရိုတို့ကဒဏ်ရာပြဿနာတွေကြောင့်နှုတ်ထွက်သွားခဲ့တာပါကိုသမားနစ်ပုံဟာဘရန်ဖို့ကို3ဂိုးတကူနဲ့အရင်နှိမ့်ခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာရခဲ့လို့လူစားလဲခဲ့ရတယ်လို့ဂေါ်ဒွန်ဟာလည်းတင်မားဒဏ်ရာကြောင့်ပါဝင်နိုင်ခြင်းမရှိခဲ့သူပါအလားတူမာဂန်နောက်ခံလူမကေဟီဟာလည်း Conference League ပွဲစဉ်မှာခြေချောင်းတံရရရှိခဲ့တာကြောင့် Brighton နဲ့ကိုမရှိသေးကြခဲ့တဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့အဲ့ဒီကစားသမား၃ယောက်ရဲ့နေရာအတွက်အစားထိုးမဲ့ကစားသမားကိုနိုမာလ၉ရက်အထိထုတ်ပြန်ခြင်းမရှိသေးပါဘူး။အင်္ဂလန်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးလက်ကျန်၂ပွဲအဖြစ်ဆာဗီးယား၊အယ်ဘေးနီးယားအသင်းတွေနဲ့ရှင်ပြိုင်သွားရမှာဖြစ်ပါရဲ့ရှင်။ဒီဗီယိုမြန်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးအောင်ပါကျမတို့ဖူးအီအီနဲ့ပါ ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။